မတို့ကဘယ်ပေါင်းစာကြိုးစားဖို့လဲပြောတယ်။ကြိုးစားအောင်ဒီမှာနှစ်ပိုင်းပေါ်တော့အခုကတော့ပါလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုလည်းကျွန်တော်တို့ကဘာတော့ညင်းပဲလို့မရဘူး။ဒါကတိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေအရဆိုရင်ပညာရေးအားနဲ့ချက်ရှိနေတယ်လို့ပြောရမှာ။ဒုတိယပါလဲဆိုတော့ကျွန်တော်တို့ဘုံထုံးမှုအလုပ်လုပ်ဖို့ခေတာပဲ။ဘုံထုံးလုပ်မှုဒီတစ်ခုကျွန်တော်တို့လုပ်လို့ရအောင်။ကံစားပစ္စည်းတွေကိုပေါ်မှာပဲရောင်းတာပေါ့ဗျာ။ဝင်းတဲ့ပစ္စည်းတွေရေနံတန်းတွေတွေရောင်းတာရှိမယ်။ဘာတော့ကတက်တော်တဲ့ပစ္စည်းတွေရောင်းတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ထုတ်အလုပ်လုပ်ပြီးထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ရောက်ချမှုကကျွန်တော်တို့အနေနဲ့အားနည်းပါတယ်။ဒါကျွန်တော်ကထောက်ပြပါမယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်ရှိတဲ့ရေးပြီးတော့တောင်းတူကဒီဒီလိုအုံချပြီးတော့မှအဲပို့ထုတ်မှုပဲမဟုတ်ဘူးသွားဖို့လို့အဲ့ဒါတော့ခိုင်မာတဲ့လုပ်ငန်းပဲ။ဒီဝိနာပြောတဲ့တရားစာတာဖို့ရတဲ့ဆိုတော့ခိုင်မာတဲ့ပုံစံတော့မဟုတ်ဘူး။ပို့ထုတ်မှုနဲ့ပတ်သက်လို့ရှိရင်တော့ဒီတိုင်းကစိတ်မစားဖို့တွေ့တယ်။အယောင်ပေါ်တဲ့ပို့ထုတ်မှုကရင်ဆိုင်လို့ပြီးတော့အဲ့ပို့ထုတ်မှုတစ်ဆင့်ကျွန်တော်တို့ကတန်းပြူမှုတွေရောက်ရှာမှာဖြစ်ပါတော့ မြန်မာနိုင်ငံတော်ယာယီသမရမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိရုရှားနိုင်ငံသမရနှင့်ကာဇက်စတန်နိုင်ငံသမရတို့၏ဖိတ်ကြားချက်အရရုရှားနိုင်ငံနှင့်ကာဇက်စတန်နိုင်ငံတို့သို့တရားဝင်အလုပ်သဘောခီးဆက်သွားရောက်ခဲ့သည့်မြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်နိုင်သည်ယနေ့စက်တင်ဘာ26ရက်နေ့ပိုင်းကအထူးလေယောက်ဖြင့်နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည် နေပြည်တော်လေစိတ်တို့ပြန်လည်ရောက်ရှိလာသည့်မြန်မာနိုင်ငံတော်ယာယီသမရအားတာဝန်ရှိသူများကကြိုးဆိုနှုတ်ဆက်ခဲ့ကြသည့်အနုမြူနှင့်အာကာသဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်လက်မှတ်ရေးထိုးကာနိုင်ငံအတွက်ခြေလှမ်းတည်ဆောက်နိုင်ခဲ့ဟုမြန်မာနိုင်ငံတော်ယာယီသမရပြော ရုရှားနိုင်ငံနဲ့အနုမြူကိစ္စနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့အာကာသနဲ့ပတ်သက်တဲ့ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနိုင်ငံအတွက်ခြေလှမ်းတည်ဆောက်နိုင်ခဲ့တဲ့ကာဇက်စတန်နိုင်ငံမှာတော့တိုးတက်တဲ့မြို့ပြတည်ဆောက်မှုကိုအတူယူနိုင်ခဲ့တာတွေကခုသွားခဲ့တဲ့ခရီးစဉ်တွေရဲ့အောင်မြင်မှုပါမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်းအဲဒါမျိုးကျွန်တော်တို့တုံးတာကြတော့တုံးတာပြီးတော့မှဒီရက်ပို့ပြီးတော့ ဘောဆောင်မှုတွေပြီးရုပ်ပြဆိုင်နေကိုဒါကျွန်တော်စုစုဖြည့်နေတာဖြစ်ပါတယ်။အဲပမာဆုံးနေတာကုသရောင်းဝယ်နဲ့ရင်းနှီးမှုတော်မှုကိစ္စ။နောက်ကဆောင်းရဲ့ကိစ္စ၊ဗတ်တယ်ပို့ဆောင်ရဲ့ကိစ္စ၊ဒါကာဖွေရေးဆိုင်ဘောဆောင်မှုကိစ္စ။နောက်အာဂါတနဲ့အမှုပြုပဲဆိုင်ရာအဲဘောဆောင်ရဲ့ကိစ္စ။ဒါကြီးကျွန်တော်တို့စုနေကြတာရှိပါတယ်။အားလုံးကပဲအဲကဆက်ဆန်းနိုင်ငံရောက်တဲ့ခါမှာကဆက်တလာကြီးနဲ့ဒါလေးဒုတိယအကြိမ်ကျွန်တော်ဆွေးနွေးတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လကဆွေးနွေးပြီးဖြစ်ပါတယ်။အဲတမန်ကြီးဆွေးနွေးခဲ့တဲ့ရတဲ့ပုံကိုကြည့်ပြီးတော့ကျွန်တော်တို့ ဘယ်ကဏ္ဍတွေမှာပုံပြီးတွေ့ချက်ဖို့လုပ်မလဲအဲတော့နောက်တစ်ခါမြန်မာနိုင်ငံမှာပါလို့ရင်းနှီးမြှုပ်နှံမလဲမြန်မာနိုင်ငံထုတ်ကိုပစ္စည်းတွေအထုတ်ပြပြတော့မှအဲဒီကာဇင်ဆန်နိုင်ငံမှာသူတို့တန်မှုမီပစ္စည်းတွေဘလို့ထုတ်လို့ကြမလဲနောက်အဲသိပ္ပံနဲ့နှိပညာဆိုင်ကဏ္ဍတွေဘလို့ပူပေါင်းဆောင်ရွက်ကြမလဲငါမြို့ပတ်ဆိုင်ကိစ္စတွေမှာလာဘလို့ပူပေါင်းဆောင်ရွက်ကြမလဲဒါတွေကကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်ကောင်းမွန်တဲ့ရလဒ်တွေရလဒ်တွေကိုကျွန်တော်ပြောချင်ပါတယ်ကာဇင်ဆန်နဲ့ကျွန်တော်တို့က20နဲ့တန်တမာဆက်ဆံမှု26နဲ့ရှိပါတယ် ်ပြီးခဲ့တဲ့ထောက်ကွာ49ခုနှစ်စက်တင်ဘာ26ရက်နေ့ကပထမဆက်ဆံမှုလောက်ခါတာဖြစ်တော့ကျွန်တော်ရောက်တဲ့နေ့က28ရက်နေ့ဖြစ်ပါတယ်အဲ26နှစ်ပြည်ပြီးတရက်မှကျွန်တော်ရောက်တာပေါ့အထူးကြောင့်မှုရှိပါတယ်ဒီကုလသမဂ္ဂလည်းသမဂ္ဂကြီးကလည်းတော့အလေးထားပြုသူပြောပါတယ်မြန်မာနိုင်ငံကောင်းဆောင်တောင်းနေတဲ့ပထမဆုံးလာတဲ့ခီးစစ်ပြတဲ့ new step ကျင်းတဲ့တခုသူစခဲ့တယ်ဆိုတာလေးသူပြောတာဆိုတော့ကျွန်တော်ပြောလို့ပဲနိုင်ငံတစ်ဖက်ကူပေါင်းဆောင်ရွက်နေပေဒီမှာစီးပွားရေးကူပေါင်းဆောင်ရွက်ရေးနောက်တော့ကရင်းနှီးမြှုပ်နှံမှုကိစ္စအပြီးနောက်တော့က ပြည်ပနဲ့ဤပညာကိစ္စအတိနောက်ကပညာရေးဆက်ပူးပေါင်းဆောင်ရွက်မှုတွေကကျန်းမာရေးဆက်ပူးပေါင်းဆောင်ရွက်မှုကိစ္စအတိဒါတွေကျွန်တော်တို့ပြောဆိုနိုင်ခဲ့တာသုနေနိုင်ငံတာရှိပါတယ်ကာဇင်စတန်နိုင်ငံတော့တိုးတက်တဲ့နိုင်ငံတစ်ခုဆိုတာတော့ကျွန်တော်မြင်ပါတယ်အဲသူကအဓိကတော့ဟိုမြေပေါ်မြောက်တန်ဆာတာပြည်စီပဲသူပြည်မြောက်တန်ဆာတာပြည်စီပေါ့ရေနံနဲ့တန်ငွေရောအဲတော့ကချင်းနီရောအဲတော့ကရွှေနောက်ခရိုမီယံအဲဒေါက်တာရေယိုဒါတန်နဲ့ပတ်သက်တာထွက်တာတော့ထွက်ပါတယ်ဒါပေမဲ့အဲချိန်တန်းပေါ့ချိန်တန်းပို့တဲ့ အဲတိကုတ်တဲ့နိုင်ငံတခုဖြစ်ပါတယ်ဆိုတော့သူကစိုက်ပျိုးရေးနဲ့စိုက်ပျိုးရေးနဲ့မူမီနဲ့လုပ်တဲ့နိုင်ငံတခုပါအဲသူ့နိုင်ငံဂျိုကကမ္ဘာမှာအကောင်းဆုံးဂျိုတဲ့မှာပါတာကျွန်တော်တွေ့ပါကျွန်တော်တို့ဒါလည်းတော့နမူနာသုံးဆွဲကြည့်ပြီးဖြစ်ပါတယ်အထူးဒီပဲမြန်မာနိုင်ငံကနေထုတ်ကုန်ပစ္စည်းတွေမှာဆိုရင်အဲအဓိကတော့ပေါ်ဆန်မွေးဆန်ပေါ့ပေါ်ဆန်မွေးဆန်ကျွန်တော်တို့ဘယ်လိုစိတ်ဝင်စားပါလဲကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံလည်းဟာဘယ်လိုသားကြောင့်ကျွန်တော်ကိုယ်ဦးမယ်ပေါ့ဦးလို့ရှိကိုယ်ဦးမယ်ဒီကနေ့ကျွန်တော်ဆွေးနွေးနိုင်ရတာရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီသုံးဆွေးနိုင်ငံရဲ့အခြေအနေအရတော့ ဒါနဲ့ငါပူပေါင်းဆောင်မှုလည်းပဲကိုဘူးတက်ကနေပြီးတော့ဆေးရချက်တန်ဆောင်နဲ့ပူချက်ဆောင်ပူဆောင်ရှိတယ်ဆိုတော့ကျွန်တော်တို့အပြေရပါတယ်။အောင်မြင်တဲ့ခီးစင်မှာကဟိုရရှာနိုင်ငံတက်သွားတဲ့ချိန်မှာခုနကျွန်တော်တစ်ချက်ပေါ့ကတစ်ချက်ပါလဲဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်ဒီသွားတဲ့ချိန်မှာအဲအမှုကိစ္စနဲ့ပတ်ပြီးပူပေါင်းဆောင်ကျွန်တော်သဘောတူညီချက်လက်မှတ်ချက်ထိုင်ခဲ့တယ်။အဲ့တော့ကအာဂတနဲ့ပတ်သက်တဲ့ပူပေါင်းဆောင်ရဲ့သဘောတူညီချက်လက်မှတ်ချက်ထိုင်ခဲ့ဒီခုကသဘောတူညီချက်ရှိပါတယ်။အဲ့ဒါလည်းနိုင်ငံအတွက်အဲ အချိန်နဲ့တည်းကျွန်တော်စပြီးချလိုက်တာပါဘောနော်ဒါတစ်ခုပေါ့အဲကျွန်တော်ကတော့ဘာတစ်ခုကဒီပဲဒီပဲပေါ့ကာဆက်ဆန်နိုင်ငံကာဆက်နိုင်ငံကတော့သူကလွတ်တိုင်းတရားဝင်လွတ်တိုင်းရတာတော့1990ခုနှစ်ရဲ့နောက်မှကြမှာသူကလွတ်တိုင်းရတာပါဒါပေမဲ့သူအခြေခံကတမိုင်းချောင်းအခြေခံတွေအများကြီးရှိခဲ့ပါအဲပြီးရဲ့လူသားရင်းမြစ်နဲ့တော့တဘာဝရင်းမြစ်တွေကိုတိုးချပြီးလွတ်တဲ့ခါမှာအခုတိုးတက်မှုတွေကကျွန်တော်မျက်ဝါးထင်နေရတာ SNM မြို့တော်လေးတဲတာကျွန်တော်တို့နေပြည်တော်တွေနည်းနည်းလေးပဲစောပါတယ် ဒါပေမဲ့သူတို့ကတော့ညီညီသာတော်လီပြီးတဲ့အတွက်ကြောင့်ဒီဒီသာပြီးတဲ့အတွက်ကြောင့်ဒီဆောက်ရေးကတော့တော်လီဟိုအားရဟိုအားရဆောင်ပါလိမ့်ကျွန်တော်တို့ဟိုဥရှိကြတယ်ကျွန်တော်တွေ့တာပေါ့ကျွန်တော်ဒါလည်းသွားကြည့်ခဲ့ပါအဲဒါနဲ့ဒီလိုသွားကြည့်ဒီလိုသွားကြည့်နေတဲ့ဘက်ကလည်းကျွန်တော်နိုင်ငံလည်းဒါဒီဒီလိုတူတက်တဲ့အတူပြတိဆောက်မှုတွေကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေစဉ်းစားဖို့ကံကိုအဲဒါရတာပေါ့ဒါနဲ့အောင်မြင်မှုတွေကျွန်တော်ပြောချင်ပါတယ်အဓိကတော့ဗျာကျွန်တော်တို့ကျွန်တော်တို့ကဘက်ပေါင်းစာကြိုးစားဖို့တော့တူတယ် ဘယ်ပေါင်းတဲ့ကြိုးစားဖို့လိုတယ်တစ်ဖက်ကလည်းနိုင်ငံရဲ့သဘောထားကိုလည်းမှုတွေလည်းအဲပြည်တော်စုရဲ့အကျိုးကိုရည်ပြောပြီးတော့ပေါ့ရည်မှန်းပြီးတော့ပေါ့အဲဒါ ਉਹ လည်းအမြင်ချင်းချင်းနဲ့လုပ်ဖို့လိုတယ်အခုတချို့ပြောဆိုနေတဲ့ဟာတွေကတော်လေးကိုဟိုဒါအားနည်းချက်တော့ရှိတယ်ကျွန်တော်ကတော့မြင်တယ်အဓိကတော့သူတို့အဲနိုင်ငံရေးရဘာသာရေးရတိုင်းဒေသကြီးရတချို့ပြောဆိုကြတာလေးတွေပေါ့ပြောဆိုကြတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ချင်းချင်းနဲ့ပြောဆိုလုပ်ကံမှုစေပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကလည်းကျွန်တော်တို့တွေ ကျိုးစားအထုတ်မှုလည်းလိုတယ်ကျိုးစားအထုတ်မှုတော့နှစ်ပိုင်းပေါ့နော်အခုကတော့ဗာလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ငင်းပယ်လို့မရအောင်တကယ်တည်းတန်းကြီးမှာဖြစ်ပြနေတဲ့အခြေအနေအရဆိုရင်ပညာရေးအားနဲ့ချက်ရှိနေတယ်ဒီလိုပါပါဒုတိယဗာလဲဆိုတော့ကျွန်တော်တို့ control လုပ်မှုအလုပ်လုပ်ဖို့လိုတာပဲ control လုပ်မှုဒီနှစ်ခုကျွန်တော်တို့လုပ်ကိုလုပ်အောင်ကျွန်တော်တို့ကအရင်တော့ကျွန်တော်ပြောခဲ့ပြပါတယ်အဲ့ဒါဗာလဲဆိုတော့အရင်ကကျွန်တော်တို့ကတန်ဆာတာပစ္စည်းတွေကိုပေါ်မှာပဲရောင်းတာပေါ့ဗျာအဲတွင်းတဲ့ပစ္စည်းတွေရေနံတန်းတွေလည်းရောင်းတာရှိမယ်နောက်တော့ကတက်တော့တဲ့ပစ္စည်းတွေရောင်းတာရှိမယ်ဒါမဲ့ကျွန်တော်တို့ထုတ်အလုပ်လုပ်ပြီးထုတ်လို့ရတဲ့ အဲပစ္စည်းတင်ပို့ရောင်းချမှုကကျွန်တော်တို့နည်းနည်းအားနည်းပါတယ်။ဒါကျွန်တော်တို့ကထောက်ပြပါ။အဲကျွန်တော်တို့ကကျွန်တော်တို့ရှိတဲ့ရေးပြီးတော့တောင်းတွေကရေးပြီးတော့အသုံးချပြီးတော့မှအဲကိုထုတ်တဲ့ပုံတွေကိုတော့သွားဖို့လုပ်တယ်။အဲ့ဒါတော့ခိုင်မာတဲ့လုပ်ငန်းပဲ။ဟိုကတော့ပြောတဲ့ပြန်စားတာထုတ်ရုံနဲ့ဆိုတော့ခိုင်မာတဲ့လုပ်ငန်းတော့မဟုတ်ဘူး။အဲကန်တန်ကိုဒီခိုင်မာတဲ့လုပ်ငန်းဆိုတော့အလုပ်လုပ်ဖို့လုပ်တယ်။ကျွန်တော်ကကာဆက်ဆန်သွားတဲ့ချက်ကတတိပြုမှုတာရှိတယ်။အဲ့ဒါသူတို့မှသူတို့ဆိုလို့ရှိရင်ကျွန်တော်တို့က GDP ပါတုံးမှုပြောပြပါတယ်။အဲ့ဒါဘာလဲဆိုတော့စိုက်ပျိုးရေးကဏ္ဍကြီးဒါကစက်မှုကဏ္ဍကြီးဝန်ဆောင်မှုကဏ္ဍကြီးပါ။ အဲသူတို့စိုက်ပျိုးခန္ဓာသူတို့နဲတာတွေ့တယ်အဲဝန်ဆောင်စက်မှုခန္ဓာနဲ့ဝန်ဆောင်မှုခန္ဓာတော့ပိုတော်တော်လေးများတာတွေ့ပါတယ်စိုက်ပျိုးခန္ဓာတစ်ဆယ်ရာခန့်တော့တော့ရှိတာပေါ့အဲသူတို့လည်းဒါလည်းအဲဒါလည်းသူတို့ဈေးကျူးမှထင်ပါတယ်အခုသူတို့လည်းစိုက်ပျိုးတို့ဘုရုလုပ်ဖို့တော်တော်လေးဟိုအားပေးနေတာတွေ့ပါတယ်သူတို့ကလည်းမလာဘူးအလုပ်လုပ်ရမယ်ဆိုလို့ရှိရင်ချက်ချင်းကိုသူတို့သူတို့နဲ့ခန္ဓာတွေမှာခုခုပြောကြတယ်ကျွန်တော်တို့ပြောတာဒီလိုပဲကျွန်တော်တို့ရှိမှလည်းဟလာကွန်ထရိုးမှုနဲ့ပတ်သက်လို့ရှိရင်တော့ဒီတိုင်းကစိတ်ဝင်စားဖို့တို့တယ်အရာဟုတ်ပါတဲ့ကွန်ထရိုးမှုကရင်ဆိုင်လုပ်ပြီးတော့အဲကွန်ထရိုးမှုတည်းစင်ကျွန်တော်တို့က 但你如果要想嘛，去把它叫个那个喽，一点点然后滴滴步回家你这个标准嘛。嗯